လူဘဝရောက်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရမှာကဘာတော့အသက်မွေးမှုတဲ့ဟုတ်ကဲ့လားအဲ့ဒီအသက်မွေးမှုအတွက်ကလေးလေးတွေကမိခင်ရင်ခွင်ကခွာတဲ့အချိန်ကစပြီးအလုံးလုံးကြရပြီဒီအတွက်ညှို့မှန်းချက်ကြီးကြီးထားပြီးအလုံးလုံးနေကြရပြီအဲ့ဒီအာဇီဝိကဘဝဘယဆိုတဲ့ဒီအခက်ခဲတစ်ခုလူလောကရောက်လာတဲ့ပုံကိုယ်တိုင်ရင်မဆိုင်ရဘူးလားအေး ဒီအခက်ခဲတစ်ခုကြော်ဖြတ်သွားတဲ့အခါကျတော့အခက်ခဲမရှိတော့ဘူးလားလို့ဆိုလာအောင်မယ်အခက်ခဲတဲ့စဉ်းစားကြည့်အတမွေးဝမ်းကြောင်းတော့ပြည်ပြည်စုံစုံ ဖြစ်သွားပြီဆိုပါစို့ဒီအခက်ခဲတစ်ခုဖြတ်ကျော်လိုက်နိုင်ပြီနောက်ထပ်ဘာပြဿနာတစ်ခုနဲ့ထပ်ရင်ဆိုင်ရတော့ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘုရားဟောတာဟုတ်မဟုတ်နော် မြတ်စွာဘုရားကထပ်ဟောတယ်ဒုတိယဒီအခက်ခဲပြည်လဲသွားရင်ဒုတိယရင်ဆိုင်ရမယ်အရာကဘာလို့ဆိုရင်အတိလောကဘယတဲ့အတိလောကဘယဆိုတာနာမည်ပြတ်မှကြောက်အောင်ဟုတ်ကဲ့အေးအလောက်ကန်ကောင်းဘလို့ကောင်းကောင်းပညာတွေဘလောက်တတ်တတ်လူတယောက်ဟာနာမည်ပြတ်သွားပြီဆိုလို့ရှိရင်မထိခိုက်ပေဘူးလား အေးဒါကြောင့်မို့လို့အကျော်ဆုံးမဲ့မာတို့နာမည်ပြက်မာတို့လူတွေမကြောက်ကြဘူးကြောက်လို့မဟုတ်တာလှုပ်တော့တိတ်တိတ်လှုပ်ကြဟုတ်ကဲ့လူမသိအောင်လှုပ်ဘာလို့လဲလူသိရင်အ ਨੇ ဆုံးရှက်เสียရဖြစ်မယ်နာမည်ပြက်လူတိုင်းလူတိုင်းနာမည်ပြက်မှာမကြောက်ဘူးလားကြောက်တယ်အဲ့ဒါလည်းအခက်အခဲတစ်ခု နမဖြစ်မှကြောက်เสียကောင်းတဲ့အတွက်ကြောင့်အတိလောကဗျာတဲ့ကုမ္ပဏီပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တဦးလည်းပဲဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်နမပြတ်သွားပြီဆိုလို့ရှိရင်ဒီလူကအခက်ခဲတွေအများကြီးကြုံသွားပြီဟုတ်ကဲ့လားဒါကြောင့်မို့လို့အသက်မွေးမှုပြေလည်ပြီးတဲ့နောက်မှာနမမပြတ်ဖို့ကကိုယ်အရေးကြီးလာတယ်ဟောဒီအခက်ခဲတစ်ခုထိရင် ဒီခက်ခဲတစ်ခုတော့ဘာနဲ့ထိုင်နေဆို morality ကိုချင်းတရားရှိနေဖို့လုပ်တယ်။မှန်ကန်တဲ့သစ္စာရှိလူချင်းချင်းပေါင်းတဲ့အခါမင်းမှသစ္စာလူမှာဂတိဂတိတည်တာမျိုးနော်။အဲ့ဒီအတ္တိလောကဘယ်ရလို့ဆိုတဲ့အကျော်ဆုံးမဲ့တဲ့ဘေးဟာလည်းပဲလူလောကမှာရင်ဆိုင်ရတတ်တဲ့အရာဖြစ်လို့အသက်မွေးမှုဝမ်းကြောင်း ပြေလည်သွားပြီဆိုလို့ရှိရင်ဒီဟာနဲ့တွေ့လိမ့်မယ်တဲ့။ အဲ့ဒါလည်းပဲအားမရှိဘူးဆိုရင်မဖြတ်ကြောက်နိုင်ဘူးဒါလည်းဟုတ်ကဲ့ကဲကောင်းပြီနမပြတ်တဲ့ဘေးမရှိပါဘူးလူတော်လူကောင်းဖြစ်တဲ့အတွက်ကြောင့်အတမွေးဝမ်းကြောင်းမှုလည်းအဆင်ပြေတယ်နမလည်းမပြတ်ဘူးကောင်းကောင်းနေသည့်အတွက်ကြောင့်နမမပြတ်ဘူးအခက်ခဲကုံသွားလို့ဆိုတော့မကုံသေးဘူးနောက်တစ်ခုလာအောင်နောက်တစ်ခုကပါတော့ဆို ပရိသတာရိစ္ဆတရားပရိသဆိုတာပရိသတာရိစ္ဆဆိုတာကြောက်တာလူကြားတဲ့တိုးရမှာကြောက်တဲ့အခက်အခဲတဲ့လူကြားတဲ့ဆိုတာလူတိုင်းတိုးရတာမဟုတ်ဘူးเนาะဟုတ်ကဲ့လူကြားတဲ့မတိုးရတဲ့လူကြားတဲ့မတိုးဆိုတော့သူတခုလောက်ထားလုံးနေမှာပေါ့လူလည်းကောင်းမသွားရဘူးလူကြားတဲ့မတိုးရဘူး လူတွေထဲမှာမျက်နာမပြရဲဘူးဆိုတာမျိုးမရှိဘူးလားအေးပရိသတ်ထဲမှာမဝင်ဆံ့ဘူးတဲ့မောထာလို့တဲ့ပုဂ္ဂိုလ်ကကုတ်ချောင်းကုတ်ချောင်းနဲ့ပရိသတ်ထဲမှာမသွားရဲဘူးတိတ်တယ်ငါအเจ้าနေမြတ်သိကုန်မလားသူများတွေကငါအเจ้าမြတ်ပြောနာလားနှစ်ယောက်တူ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 ပြောနေငါအเจ้าပြောတယ်ပဲထင်ဟုတ်ကဲ့ အဲ့လိုလူကြားတဲ့မဝင်ဝဲအောင်ဖြစ်ရတဲ့အနေအထားမျိုးဟာလည်းပဲလူလောကမှာမကြုံတွေ့ရဘူးလားဒါလည်းအခက်ခဲတစ်ခုပဲကဲဒါတွေပြေပါပြီအသက်မွေးဝမ်းကြောင်းရတယ်အဆင်ပြေတယ်နမပြတ်တာလည်းမရှိဘူးပိဋကထဲမှာလည်းတင့်အောင်တင့်တယ်ပဲအလုံးက welcome လို့ဟုတ်လား လာလို့ရှင်အာလုံကနေရပြေးတယ်ဝကန်လို့တယ်ပြိဋ္ဌာထဲမှာလဲရေဝွန်သွားနိုင်လာနိုင်တယ်အဲ့ဒီအနေထားတွေရောက်ပြီးတော့နောက်ထပ်ရင်ဆိုင်ရမယ့်အခက်အခဲမရှိဘူးလားလို့ဆိုရှိသေးတယ်နောက်ထပ်ရင်ဆိုင်ရမယ့်အခက်အခဲကတော့ဘယ်လူမျိုးမှမရှောင်နိုင်တဲ့ရှောင်လို့မရတဲ့အခက်အခဲတစ်ခုပါတော့ဆိုရင်သိချင်းတရားတဲ့မရဏဘယ တရားမှမကြောက်ဘူးလားလောကကြီးမှာအစဉ်ပြေးနေလေလေပို့ပြီးမသေးခြင်းတွေပဲဟုတ်ကဲ့လားအစဉ်မပြေးတဲ့လူကတော့သေခြင်းနဲ့လေသေခြင်းလို့တရားပေါ်ကုံချတာတို့ဘာလုပ်တာတို့ညာလုပ်တာတို့စိတ်တောက်တာတို့ဟုတ်ကဲ့အစဉ်ပြေးနေပြီဆိုရင်ဘယ်သူမှမသေခြင်းဘူးသို့တော်လည်းပဲမသေခြင်းလို့ရောနေရမလားမနေရဘူးအဲ့တော့နောက်ဆုံးရင်ဆိုင်ရမယ့်အခက်ခဲ ကဲတရားပြီဆိုတဲ့အချိန်မှာတေခြင်းတရားကိုရင်ဆိုင်ပြီဆိုရင်ကြောက်ကြောက်လန့်လန့်နဲ့တေရတာမဟုတ်ဘဲနဲ့ရဲရဲဝံ့ဝံ့ကိုကိုကိုတေခြင်းတရားကိုရင်ဆိုင်နိုင်ဖို့အရေးမကြီးဘူးလားလောကကြီးမှာဘလောက်အစဉ်ပြေးနေနေအလောက်ကံကဘလောက်ကောင်းကောင်းနာမည်ကဘလောက်ကောင်းကောင်းပရိသတ်ထဲမှာဘလောက်နာမည်ကြီးနေနေနောက်ဆုံးရင်ဆိုင်ရမယ့်အခက်အခဲတစ်ခုကပါတော့ သေခြင်းတရားအဲ့ဒီသေခြင်းတရားကိုကြောက်ရွံ့မနေပဲနဲ့ရင်ဆိုင်ပြီးတော့ကြော်ဖြားရမှာအဲ့ဒီတခုကဲဒါနဲ့ပြဿနာကကုံသွားလာလို့ဆိုမကုံနေဘူးလာသေးတယ်လူ့ဘဝရောက်လာရင်တည်သွားလူတွေကပြောတယ်အေးတာပဲနဲ့မပြောဘူးလား ်အေးအေးတာပဲတေးအေးတာပဲနဲ့ခဏခဏပြောမအေးဘူးနောက်တက်တစ်ခုပြဿနာတစ်ခုချင်နေတယ်နော်အဲ့ပြဿနာတခြားမဟုတ်ဘူးတကြိုစေးမရှိတဲ့ပြဿနာပြောတာမဟုတ်ဘူးဟုတ်ကဲ့တကြိုစေးရှိရှိမရှိရှိဒါကြီးတော့ဘယ်သူမှသိမ့်မထားဘူးဟုတ်ကဲ့ဘယ်သူမှသိမ့်မထားဘူး အဲ့တော့နောက်ပြဒနာတစ်ခုကိုမြတ်စွာဘုရားကဟောတာတော့ဆိုဒုက္ကဋ္ဌိဗျာတဲ့တည်သွားလို့ရှင်ကောင်းရမွန်ရမရောက်ခဲနဲ့မကောင်းတဲ့ဘုံရောက်သွားမှာရောမကြောက်ရဘူးလားအေးကြောက်ရလေအဲ့ဒါကိုကြောက်စံကောင်းလူဘွားကတည်သွားပြီးနွားဖြစ်မှလည်းကြောက်ရတယ်ခွေးဖြစ်မှလည်းကြောက်ရတယ်ကြောင်ဖြစ်မှလည်းကြောက်ရငယ်ကြသွားမှလည်းကြောက်ရဟုတ်ကဲ့အေးအပယ်လေးဘုံဆိုတာ ကြောက်စရာအပယ်လေးပုံဆိုကြောက်စရာတချို့ကငရဲဆိုတာရှိလို့လားလို့ပြောတဲ့လူကရှိသေးတယ်နော်တိရစ္ဆာန်တော်သူတို့မြင်ဘူးနေတာဆိုတော့ရှိရလားမမေးဘူးငရဲကတော့မမြင်ဘူးတော့ရှိရလားမြတ်စွာဘုရားကငရဲဆိုတာရှိတယ်ဆိုတာငရဲရဲ့ဒုက္ခကိုမြတ်စွာဘုရားဘယ်လိုဟောထားတယ်ဆိုတော့ အလုံးနားလည်အောင်မြတ်စွာဘုရားဘယ်လိုမောလဲငရဲဆိုတာတဲ့အမတန်ကြီးလေးတဲ့ဒုက္ခမျက်စိကမြင်ရသမျှလည်းကြောက်စရာလန့်စရာကြီးပဲမြင်ရနားကကြားသမျှလည်းမကောင်းတဲ့အတန်တွေပဲကြောက်စရာအတန်တွေပဲကြားအောင်နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းပဲကြောက်စရာအနံ့ကြီးတယ်လျှာကနေပြီးတော့ လရရတဲအရာကလည်းဆိုးာတဲအရာခနကိုကထိတွေ့ရာလည်းကြမ်းတမ်းခက်ထန်လာတဲ့နာကျင်ဆူးရှလာတဲ့အရာမျိုးတွေရှိပြီတဲ့ဟုတ်ကဲ့မြတ်စွာဘုရားကငရဲရဲ့ဒုက္ခကိုဥပမာပေးထားတာရှိရာဇောသားတယောက်ကိုဘယင်ကအမင်းချတယ်တဲ့ဒီကောင်ဆိုးတယ်မနဲ့ခင်းမှလှန်တဲ့အချက်ကြရထိုးဟော နေ့နေခင်းမှာလှန်တဲ့အချက်တရားထိုးရညကြံလို့ရှိရင်ညနေခင်းမှာလှန်တဲ့အချက်တရားထိုးရဟောအချက်300ထိုးခံအောင်အပြစ်ထံပေးတာကဲလှန်တဲ့ထိုးတယ်ဆိုတာအလုံးလှန်ဆိုတာမြင်မှုတာပဲเนาะမနာပေဘူးလားအေးနာယုံနေပဲကမယ်เนาะချက်300တော့မထိုးရတော့ပါဘူးချက်300မစိတ်ခင်တည်သွားမှာပါဘူး အဲ့ဒီလူရဲ့ဒုက္ခကိုစဉ်းစားကြည့်လှန်တဲ့အချက်300ထိုးခံရတဲ့လူရဲ့ဒုက္ခကိုစဉ်းစားကြည့်မြတ်စွာဘုရားကငရဲဒုက္ခဆိုတာတည်ကြည်တယ်တဲ့အဲ့ဒီငရဲဘုံကိုဘယ်လိုပုဂ္ဂိုလ်တွေရောက်ကြတာတော့ဆိုလို့ရှိရင်အကုသိုလ်မှုပြုတဲ့ပုဂ္ဂိုလ်တွေရောက်တာပါသူများ